ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကင်ဆောင်ထားတဲ့ passport အမျိုးအစား10မျိုးတိရှိတယ်ဆိုတာကျွန်တော်ညီကိုတွေသိကြပြီလားဒါဟာကမ္ဘာပေါ်မှာဘယ်နိုင်ငံမှာမှမရှိသေးတဲ့ထူးဆန်းများပြားလာတဲ့ passport တွေပဲဖြစ်တယ်မြန်မာနိုင်ငံမှာ passport ကြီးပဲများတာမဟုတ်ပါဘူး။အယောင်သွေးစုံလင်လပတဲ့တိုင်းသားလူမျိုးပေါင်း135မျိုးလည်းနေထိုင်ကြပါသေးတယ်။ ။ Okay ဒီလောက်ရှုပ်တွေးပွေလီများပြားလာတဲ့ကျွန်တော်တို့ရွှေပြည်ကြီးသားတွေကန်ဆောင်ထားတဲ့ passport အမျိုးသား10မျိုးကိုကျွန်တော်တစ်ချက်လေ့လာကြည့်ကြရအောင်ဗျ။လေ့လာကြည့်ပြီးရင်တော့ခိုင်းရောက်ကျွန်တော်ညီကိုတွေဘယ်အမျိုးသားကိုကန်ဆောင်ထားလဲဆိုတာကို comment မှာရေးခဲ့နော်။နံပါတ်1 PV passport PV ဆိုတာက visa passport ကို ပြောပါတယ် PV စာအုပ်ကန်ဆောင်ထားသူတွေကတော့အလဲပတ်လောက်ပဲသွားလို့ရမယ်နံပါတ် PJ passport PJ ဆိုတာက job passport ကို ပြောပါတယ်ဒါကြောင့် PJ စာအုပ်ကန်ဆောင်ထားသူတွေကအလောက်လောက်လို့ရပါတယ်ဒါပေမဲ့ကိုယ်ပိုင်စီးပွားရေးလောက်လို့မရပါဘူးလောက်တာအဖြစ်ပဲလောက်လို့ရပါတယ်နံပါတ်3 PB passport PB ဆိုတာက business passport ကိုပြောပါတယ်။ဒါကြောင့် PB စာအုပ်ကန်ဆောင်ထားသူတွေကစီးပွားရေးသမားတွေကိုယ်ပိုင်လုပ်ငန်းထူထောင်ချင်တဲ့သူတွေသာဖြစ်ပါလိမ့်မယ်။ နံပါတ်၄ PE passport PE ဆိုတာက education passport ကိုပြောပါတယ်ဒါကြောင့် PE စာအုပ်ကိုင်ဆောင်ထားသူတွေကတော့ចောင်းသားတွေသာဖြစ်ပါလိုက်မယ်နံပါတ်5 PS passport PS ဆိုတာကစီမံ passport ကိုပြောပါတယ်။ဒါကြောင့် PS စာအုပ်ကိုင်ဆောင်ထားသူတွေကရေလောက်တာဒါမှမဟုတ်ရင်သင်္ဘောသားတွေသာဖြစ်ပါလိုက်မယ်။နံပါတ်6 PD passport PD ဆိုတာက deployment passport ကိုပြောပါတယ်။ဒါကြောင့် PD စာအုပ်ကိုင်ဆောင်ထားသူတွေကနိုင်ငံတော်တန်တမန်အရာရှိတွေသာဖြစ်ပါလိုက်မယ်။ နံပါတ်9 PO passport PO ဆိုတာက official passport ကိုပြောပါတယ်။ဒါကြောင့် PO စာအုပ်ကန်ဆောင်ထားသူတွေကနိုင်ငံတော်အစိုးရဝန်ထမ်းတွေသာဖြစ်ပါလိမ့်မယ်။ နံပါတ်၈ PR passport PR ဆိုတာက religious passport ကိုပြောပါတယ်ဒါကြောင့် PR စာအုပ်ကန့်ဆောင်ထားသူတွေကတော့ဘာသာရေးနဲ့သက်ဆိုင်တဲ့လူပုဂ္ဂိုလ်ဒါမှမဟုတ်ဖုံးတော်ကြီးတွေသာဖြစ်ပါလိမ့်မယ်နံပါတ်၉ PDE passport PDE ဆိုတာက dependent passport ကိုပြောပါတယ်ဒါကြောင့် dependent passport ကန့်ဆောင်ထားသူတွေကတော့အလုပ်လုပ်မနိုင်ပဲမိခိုးသူတွေသာဖြစ်ပါလိမ့်မယ်နံပါတ်၁ CI passport လာပြီး CI ကန့်ဆောင်ထားတဲ့သူတွေကတော်လေးမျက်နှာငယ်ရပါတယ် CI ဆိုတာက certificate of identity ကိုပြော ောပါတယ်ဒါကြောင့် CI စာအုပ်ကန်ဆောင်ထားတဲ့သူတွေကပဲနိုင်ငံသားပဲသူပဲဝါဖြစ်ကြောင်းအတည်ပြုပေးတဲ့စာအုပ်ပါဒါကြောင့်ဒီ CI စာအုပ်ကန်ဆောင်ထားတဲ့သူတွေဆို Immigration ကတအားအထင်သေးတာဖြစ်နိုင်ရင်လေ PG စာအုပ်ကိုလုံးစီချင်းတယ်ပတ်စံပေးရချင်းတူတူကျွန်တော်တို့က CI စာအုပ်ကန်ပြီးတော့အထင်သေးခံနေရတာဆောင်ရဲရင်နာတယ်ဗျာဟုတ်တယ်မဟုတ်လားကျွန်တော်ပြောတာထားရောက်ကျွန်တော်ညီကိုတွေဘယ်စာအုပ်အမျိုးစားကိုကန်ဆောင်ထားလဲဆိုတာ comment မှာရေးခဲ့အောင်နော် CI ဆိုတော့တော်တော်လေးမျက်နှာငယ်ရတယ် Thank you for watching.